ဓိကသွေးကြဆေးအုပ်စုကြီး၄စုရှိပါတယ်အင်္ဂလိပ်လို ABCD ဆိုပြီးအတူကောက်မှတ်ထားလို့ရပါတယ် A အုပ်စုမှာဆိုလို့ရှိရင် ACEI နဲ့ ARB ပါပါတယ် ACEI ကကြတော့ PRIL Prenap ဆုံးတဲ့ဆေးတွေဖြစ်ပါတယ် Inala Pre Parenteral Pre Rambi Pre အစရှိတဲ့ဆေးတွေဖြစ်ပါတယ် ARB ကကြတော့ Satan နဲ့ဆုံးတဲ့ဆေးတွေပါ Lucertan, Velsatan, Telmisatan တခြား Satan တွေလည်းရှိပါသေးတယ်။ဒါကတော့အသုံးအများဆုံးဆေးတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ B အုပ်စုကတော့ beta blocker ဖြစ်ပါတယ်သူက lol နဲ့ဆုံးပါတယ် adrenalol propranolol metoprolol bisoprolol အစရှိတဲ့ဆေးတွေဖြစ်ပါသူလည်းစုပေါင်းဆေး9မျိုး10မျိုးလောက်ရှိပါတယ် C အုပ်စု calcium channel blocker တွေမှာတော့ DHP နဲ့ non DHP ဆိုပြီးအုပ်စုနှစ်ခုထပ်ကွဲတယ် DHP ကတော့အားလုံးသိကြ depin အုပ်စုပါ amlo depin nifedipin philo depin အစရှိဖြစ်သူလဲစီးစုပေါင်း10မျိုးလောက်ရှိပါ non DHP ကကြတော့ viraparmil diltiazan စတဲ့ဆေးတွေဖြစ်ပါတယ် အဓိကတော့ diuretic ပါ diuretic မှာမှာ thiazide ရဲ့ loop diuretic ရဲ့ potassium sparing diuretic ရဲ့ဆိုပြီးတော့အုပ်စု၃မျိုးပါရှိပါတယ်သွေးတိုးလူနာတွေကို သွေးကြစီပြီးတဲ့အခါမှာပထမဆုံး၃မျိုးစပေးမယ်မသက်တာအောင်ဆိုလို့ရှင်၂မျိုး combination တွဲပေးမယ်မသက်တာစီဆိုရင်၃မျိုးပေါ့နော်အများဆုံး၄မျိုးထိတွဲပြီးတော့ ပေးလေးရှိပါတယ်အဲလေးမျိုးတောင်တောက်ရတဲ့လူနာတွေလည်းရှိပါတယ်အရေးအကြီးဆုံးကတော့အုပ်စုတူဆေးတွေကိုလုံးဝလုံးဝတွဲမတောက်ရပါဘူးအဲ့ဒါကဒီ post တစ်ခုလုံးရဲ့အသက်ဖြစ်ပါတယ်ဒါလုံးဝအုပ်စုတွင်တောက်တောက်လို့မရပါဘူး။ဥမာ ABC လေးမျိုးရှိတယ်။တွဲလို့ရပါတယ်။ A နဲ့ C နဲ့တွဲတယ်။ A နဲ့ B နဲ့တွဲတယ်။ ACD ၃မျိုးလည်းတွဲတယ်။အဲလိုရဲ၄မျိုးလုံးတွဲတယ်။အဲ အစီကြစီနဲ့တွဲပြီးတော့ထွက်တဲ့ combination တော့မှာစီးတလုံးလေးမှာတွဲပြီးထွက်တာရှိပါတယ်။ဒါပေမဲ့အထက်ကဖော်ပြထားသလိုပဲအရေးအကြီးဆုံးကအုပ်စုတူတဲ့စီးတွေလုံးဝလုံးဝတောက်လို့မရဘူး။ဥပမာ A အုပ်စုဆို A နှမျိုးတောက်လို့မရပါဘူး။အဲ့ဒါအရေးကြီးပါတယ်။